ချစ်တော်တရချင်တမမိတ်ဆွေပေါင်းတို့မင်္ဂလာပါမင်္ဂလာရှိတဲ့နေ့ရက်တွေလေးဖြစ်ပါစေအားလုံးစေရောကိုယ်ပါရှင်လန်းချမ်းမြေ့ကြပါစေချစ်တတ်မိတ်ဆွေပေါင်းတို့ဒီကနေ့မှလည်းပဲချစ်တတ်မိတ်ဆွေတို့ကိုအားပေးသွားကြတဲ့အဓိကနှုတ်ကပတ်တော်ဆိုရှင်ဖြောင်းမှတ်ခြင်းဒီနေ့ကျွန်တော်အားလုံးကဖြောင်းမှတ်ခြင်းဝိလုံဝိစင်ပြီးတော့ကျွန်တော်အသက်ရှင်ဖို့ရန်အတွက်အလုံးမပင်ကြီးကြီးတယ်ခရစ်တော်အားဖြင့်ကျွန်တော်အားလုံးကဖြောင်းမှတ်ခြင်းကို ဖြောင်းမချင်းဝိလုံကိုရရှိခဲ့ပြီဖြစ်တယ်။ဒါနဲ့ကျွန်တော်တို့ရဲ့တက်တာမှာနေထိုင်ပြုံမှုကြင်ကြံအားလုံးကလည်းပဲဘုရားရဲ့ဘုန်းတော်ကိုထင်ရှားဖို့ရန်အတွက်အလုံးမပင်အရေးကြီးပါတယ်။ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့တက်တာမှာတို့ရှင်ဖြောင်းမချင်းလို့ပြောတဲ့အခါမှာယုံကြည်ခြင်းအားဖြင့်သာဖြောင်းမရသို့ပဲရောက်နေတာဖြစ်တယ်။ကျွန်တော်ဘုရားသခင်ကိုမယုံကြည်ဘူးမကိုးကွယ်ဘူးဆိုရင်ကျွန်တော်ကဘယ်တော့မှဖြောင်းမရသို့ရရှိမှာဖြစ်ဘူးရောက်ရှိမှာလည်းမဟုတ်ဘူး။ဒါဒီနေ့ကျွန်တော်ရဲ့တက်တာမှာတို့ရှင်ဖြောင်းမချင်းဟာတို့ရှင် ကျွန်တော်ယုံကြည်ခြင်းအပြင်လည်းပဲရရှိနိုင်တာဖြစ်ပါတယ်။ဒါရှင်ရကုန်းအဘရစာခန်းကြီးနှစ်ပိုင်းငယ်၁၇ကိုကြည့်တဲ့အခါမှာထိုနည်းတို့အကျင့်နဲ့ကင်းသောယုံကြည်ခြင်းသည်တပါးရှိသောကြောင့်အသိဖြစ်၏။ဒီနေ့ဘုရားသခင်ကိုယုံကြည်တယ်ဆိုရင် ျွန်တော်အားလုံးကဖြောင်းမရသို့ရောက်ဖို့ရန်အတွက်ဘုရားရဲ့အလိုတော်တိုင်အသက်တာကိုရှင်သန်ဖို့ဘုရားရဲ့လိုတော်တိုင်ကျွန်တော်ရဲ့ဘဝတတာကိုတည်ဆောက်ဖို့ဘုရားရဲ့အလိုတော်တိုင်ကျွန်တော်ရဲ့အသက်တာကိုဆိုရှင်လိုက်လျှောက်ပြီးတော့အသက်ရှင်ဖို့ရန်အတွက်အလုံးမပင်ကြည့်ကြည့်တယ်။နှုတ်ကပတော်တရားတိုင်ကျွန်တော်ရဲ့အသက်တာကိုရှင်သန်မယ်ဆိုရင်ကျွန်တော်ရဲ့ဘဝတတာသည်အမြဲတမ်းပဲယုံကြည်ခြင်းအပြင်ဖြောင်းမရသို့ရောက်မှာဖြစ်တယ်။ ချစ်တဲ့မိစေပေါ့နော်ဒါကြောင့်ကျွန်တော်ရဲ့ဘဝသက်တာမလို့ရှိရင်ဖရာသခင်ကိုတကယ်ခိုလုံကိုးစားပြီးတော့ယုံကြည်ကိုးစားတဲ့သူဖြစ်ဖို့ရတဲ့အလုံးမပင်ရည်ကြည်တယ်ဒါကြောင့်ဖရာသခင်ကလို့ရှိရင်ကျွန်တော်ကိုသွားခိုင်းရင်ကျွန်တော်သွားဖို့ဖြစ်တယ်ဖရာစေခိုင်းရင်ကျွန်တော်ကလုပ်ဖို့ဖြစ်တယ်ဖရာခေါ်ရင်ကျွန်တော်လာဖို့ဖြစ်တယ်ဖရာသခင်ကကျွန်တော်ဘလို့မိမထားတယ်လေတော့လူမျိုးတကာတို့ကိုငါပြည်ငါတပြည်ဖြစ်စေလေရဲ့ခမဲတော်သားတော်တန်ရှင်းတော်ကျွန်တော်ရဲ့နာမနဲ့ပရိသတ်ကိုခံကြလောနော် လူမျိုးတွေကတွေကိုငါတပြည့်ဖြစ်ဖို့ရန်အတွက်ယနေ့ချစ်တဲ့မိတ်ဆွေတင့်ကိုစေလို့တို့ကျွန်တော်ကိုလည်းပဲစေလို့နေတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်ကလည်းပဲချစ်တဲ့မိတ်ဆွေတို့ဒီမှာယခုလောတည်င်းစကားတွေကိုဝေငှပေးနေတာဖြစ်တယ်။တက်တည်ခံပေးနေတာဖြစ်တယ်။ဒီနေ့ဒီနှုတ်ကပတ်တော်ဆိုချင်ကျွန်တော်တဦးတယောက်အတွက်ခန်းစားဖို့မဟုတ်ဘဲနဲ့ဖျားသခင်ရဲ့သားသမီးတိုင်းလူသားတိုင်းအတွက်ဖြစ်တယ်။လူမျိုးနယ်ခတ်သိမ်းတို့အားလူမျိုးနယ်ခတ်သိမ်းဒီမှာကျွန်တော်အားလုံးကဖျားသခင်ရဲ့ကောင်းမြတ်ခြင်းတည်င်းစကားဖျားသခင်ကိုယုံရင်ငါတို့ရရှိမယ်။ ်ဆုကျေးဇူးကားတို့ရှင်တကယ်ဖြောင်းမတ်ခြင်းဝိလုံကိုဝစ်ဆင်ရမှာဖြစ်တယ်။ဘုရားသခင်ကိုယုံရင်တော့ရရှိမဲ့ဆုကျေးဇူးကကဲတင်ခြင်းဆုကျေးဇူးကိုရရှိမှာဖြစ်တယ်။အဲ့ဒီကဲတင်ခြင်းဆုကျေးဇူးသည်ဘုရားကပေးတာဖြစ်တဲ့အတွက်ကြောင့်ဒီဘုရားပေးနိုင်တဲ့ဘုရားကိုကျွန်တော်အားလုံးယုံမှသာလျှင်ကျွန်တော်ကထာဝရသက်တကယ်ရရှိမဲ့ကဲတင်ခြင်းတကယ်ရရှိမဲ့ဆိုတာကိုဒီနေ့ကျွန်တော်ကပြောဖို့ဟောဖို့တသက်ခံဖို့ဒီဒီနေ့ကျွန်တော်ကျွန်မတို့ရဲ့တာဝန်ဖြစ်ပါတယ်။ချစ်တဲ့မိတ်ဆွေပေါ့လို့ဒါကြောင့်ဒီနေ့ဘုရားသခင်ကိုယုံတဲ့အတွက်ကြောင့်ဘုရားစီခိုင်းရင်ခိုင်းတဲ့အတိုင်းကျွန်တော်လုတ်ဖို့ရန်အတွက်အာဗြဟံကဲ့သို့သော 公积金对呀，公积金该做批批不一样的，弄嘛不一样滴。阿不然你那不一样在看阿多钱，每年一年的单笔、卡里头单笔的出八路表现都出开一大批的，喏。他们那不一样在看多钱，阿不然我刚几百的，每年六、每月、每阿多钱六秒几批三毛路不一样个，每毛开一大批的。那什么多钱？阿不然在几楼的看嘛？不一样在看个，对不对？ တခါမှမရဘူးတဲ့တားကိုရပေးခဲ့တာဖြစ်တယ်။ဘုရားကဆိုချင်းသူ့ကိုတားပေးရခြင်းကသူ့ရဲ့မျိုးရိုးစင်ဆက်ကိုဘုရားက ပင်လေသဲလုံးနဲ့ဓမြများပြားစင်မယ်။ကောင်းကင်ကျယ်ထက်မကများပြားစင်မယ်လို့ဘုရားကမိန့်မာခဲ့တာဖြစ်တယ်။မရင်မတွက်နိုင်တဲ့တားစင်မြေဆက်ကိုဘုရားပေးမှဖြစ်တဲ့အတွက်ကြောင့်ဘုရားရဲ့ဂရုတော်သည်အာဗြဟံပေါ်မှာရောက်ရှိလာတာဖြစ်တယ်။ဘာကြောင့်လဲအာဗြဟံရဲ့ယုံကြည်ခြင်းအပြင်ဘုရားပေါ်မှာသူ့နေနဲ့တိဆောက်ခဲ့တဲ့အခါမှာအသက်ကြီးတော်ညာလည်းပဲသူ့နေနဲ့ပဲဖြစ်တယ်။ ဖျားကောင်းကြီးကြောင့်တားယောက်ျားကိုရရှိခဲ့တာဖြစ်တယ်။ဒါကြောင့်ဒီနေ့ချစ်တဲ့မိစေပေါင်းတို့ဖျားသခင်မှာတို့ရှင်မဖြစ်တာဘာမှမရှိဖျားဖျားမပေးနိုင်တာဘာမှမရှိဘူးချစ်တဲ့မိစေပေါင်းတို့လူအနေနဲ့မဖြစ်နိုင်ဘူးလို့ထင်ရတယ်။အာဗြဟံနဲ့တက်ကြည့်ပြီးစာရာလည်းပဲတကယ်အသက်60ရှိနေပြီ။ဒါပေမဲ့ဖျားသားသားသမီးဘလုံးလုံးမထွန်းကားနိုင်မလဲ။ တို့ပေတော့ညာလည်းပဲလူမဖြစ်နိုင်တာဘုရားဖြစ်နိုင်တယ်လူမလောက်နိုင်တဲ့အရာတွေကိုဘုရားသခင်ကအားလုံးဖန်တီးနိုင်တယ်ဆိုတာကိုတမန်ကျမ်းသာကဖော်ပြထားတယ်ဒါကြောင့်အာဗြဟံကဆိုရှင်ဘုရားသခင်ကိုယုံကြည်ခြင်းပြတ်မှာအမြဲတမ်းပဲခိုင်မြဲတည်ရှိစွာနဲ့ဘုရားရဲ့လိုတော်တိုင်းလမ်းလျှောက်ပြီးတော့တက်ရှင်တဲ့အတွက်ကြောင့်နောက်ဆုံးမှာဆိုရှင်ဘုရားရဲ့ဂတိတော်တိုင်းပဲလူမျိုးကြီးဖြစ်စေခဲ့တယ်ဘုရားခိုင်းရင်ခိုင်းတဲ့တိုင်းလုပ်တယ်လေသူ့ရဲ့သားကိုတခါတည်းသွားပြီးတော့သူ့အတွက်ပြန်ပူဇော်ပါလို့ပြောတဲ့အခါမှာအာဗြဟံကဆိုရှင်သူ့ရဲ့သားကိုတခါတည်းရစ်ပလင်ပေါ်မှာတဲပြီးတော့ပူဇော်ဖို့တရားထိသူကဆိုရှင်ဘုရား ပြန်တောင်းတဲ့ခါမှာပြန်ပေးတယ်ဘယ်တော့မှညင်းဆိုးတယ်ဆိုတာမရှိဘူးဖျားစီကိုပြန်ပြီးတော့ဇောရကတက်တယ်ဆိုတာလည်းမရှိဘူးဆင်ဖျားကိုပြန်ပြီးတော့လည်းပဲယုံကြည်ခြင်းကင်းမဲ့စွာနဲ့ပြန်လှည့်ပြီးတော့တခါတဲ့ဟိုအနည်းငယ်တော့ယုံကြည်ခြင်းရှိသွားနေပဲဖျားကိုပြန်ပြီးတော့ဇောရကလည်းတက်တာလည်းမရှိဘူးဖျားသခင်စေခိုင်းရင်ခိုင်းတဲ့တိုင်လုပ်တယ်ဖျားညွန်ကြရင်ညွန်ကြတဲ့တိုင်လိုက်လျှောက်တယ်ဆိုတာတွေ့ရတယ်ဒါတော့ဒီနေ့ချက်တဲ့မိတ်ဆွေပေါင်းတော့ကောင်းတဲ့အကျင့်ဆိုတာလူတွေနဲ့ လူတွေနဲ့ပြီးလို့ရှိရင်ကျွန်တော်ရဲ့ဘဝတတမှာဆိုရှင်ဖရာသခင်နဲ့ပုံပေါ်ပြီးတော့နီးစောက်မှုပေးတယ်ဆိုတာကိုဖော်ပြတာတွေ့ရမယ်ဒါကြောင့်အေဖဲအခန်းကြီးနှစ်ပိုင်းကရှေ့ကိုကြည့်တဲ့ခါမှာယုံကြည်သောအပြင်ကြီးတော်ကြောင့်ကဲတင်ချင်းတို့ရောက်ရည်ကိုယ့်အလိုလျောက်ရောက်တည်မဟုတ်ဖရာသခင်တနာတော်မူရာဖြစ်တည်ဒီနေ့ဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့တတမှာယုံကြည်သောအပြင်ကြီးတော်ကြောင့်ကျွန်တော်ကဲတင်ချင်းရမှာဖြစ်တယ်ဒီနေ့ဖရာကိုမယုံရင်ယုံကဲတင်ချင်းမရဘူးဖရာကိုမယုံရင်ထာဝရတက်မရဘူး ဖခင်ကိုမယုံရင်ကျွန်တော်အားလုံးကအသက်ပြန်ရှင်တန်ခြင်းလည်းပဲရမှာမဟုတ်ဘူး။ဒါကြောင့်ဒီနေ့ဖခင်သခင်ကိုယုံမှသာလေကျွန်တော်အားလုံးကတကယ်ပဲကောင်းမြတ်ဆုံနေတဲ့သုကျေစုကိုခံစားမှာဖြစ်တဲ့ကယ်တင်ရဲ့သုကျေစုရရှိမှာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ယုံကြည်သောအပြင်ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းကိုရောက်ရတဲ့ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အားလုံးဒီဖခင်သခင်ကိုတကယ်ပဲစိတ်လုံးကျင်းမဲ့နဲ့ကိုးစားယုံကြည်ခြင်းအပြင်ယုံကြည်ခြင်းအပြင်ဖြောင်းမတ်ရာသို့ရောက်မှာဖြစ်တဲ့အတွက်ကြောင့်ဖြောင်းမတ်ခြင်းဟာကျွန်တော်ယုံကြည်မှသာလေဖခင်ကိုယုံကြည်မှသာလေ အဲ့ဒီဖြောင်းမချင်းဆိုတဲ့ဝိလုံကိုဝစ်စင်နိုင်မှာဖြစ်နေတဲ့အတွက်ကြောင့်ဒီနေ့ဘုရားသခင်ကိုအကျွင်းမဲ့ယုံကြည်ကိုးစားတဲ့ဘုရားသားသမီးရောက်တိုင်းဖြစ်ကြပါစေကြောင်းဆုတောင်းဆန္ဒပြုနေဒီကုန်းချုပ်လိုက်ပါတယ်ချစ်တဲ့မိတ်ဆွေများအားလုံးပါဘုရားအထူးကောင်းချီးချပေးပါစေ။